မြစီမပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မတ်လ၁၈ရက်နေ့သမစီမပရိုင်တိုင်းမြစီမပင်မသတင်းအစီအစဉ်ကနေနှုတ်ခွန်းဆက်တာလိုက်ပါရယ်။ဒီစီဇန်ကိုကျမရွှေရွက်ကတင်ဆက်ပေးသွားမှာဖြစ်ပါရယ်။ဒီနေ့စီဇန်မှာတော့ရွှေဆိုင်ဖွင့်မှုသွားတဲ့အမျိုးသမီးကိုလူတစုကကားနဲ့ဖမ်းဆီးခေါ်ဆောင်သွားတဲ့သတင်းလူ၂၈ဦးပွဲချင်းပြီးတေဆုံသွားရတဲ့လက်ပံလှရွာထပ်မံနေချောင်းတိုက်ခိုက်ခံရတာကြောင့်၃ဦးတေဆုံတဲ့သတင်း ကန်နလစ်ဦးစီးကျောက်စောချော်နီအိမ်အနီးကမီကာစီဒရုန်းကျရောက်ပောက်ကွဲတဲ့တဲ့နဲ့ညာကျိုးတိုက်ပွဲမှာစစ်ကောင်စီဘက်ကတရားကြော်တိဆုံးတယ်လို့အလင်းဝင်တပ်သားထုတ်ဖော်ပြောဆိုတဲ့အကြောင်းအပါဝင်တခြားရေးကြီးတဲ့တွင်နဲ့စိတ်ဝင်စားပွဲတဲ့တွင်ကိုတင်ဆက်ပေးသွားမှာပါရှင်။ရန်ကုန်တိုင်းတာကေတာမြို့နယ်မှာဒီကနေ့မတ်လ16ရက်နေ့မနက်ပိုင်းကရွှေဆိုင်ဖွင့်မှုသွားတဲ့အမျိုးသမီးတဦးကိုကားတစ်စီးနဲ့လူလေးဦးကဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက်ပျောက်ဆုံးနေတယ်လို့ဒေသခံတွေနဲ့မိသားစုနဲ့နှိဆက်သူကမျိုးစိမကိုပြောပါရတယ်။ တာဂီတာမြို့နယ်မှာရှိတဲ့အမှတ်၁ဈေးမှာလင်းလက်ရွှေစင်ရွှေဆိုင်နာမည်နဲ့ဆိုင်းဖွင့်လည်ထားတဲ့ဒေါ်ဆန္ဒလင်းကိုဒီကနေ့မနက်9နာရီဝန်းကျင်အချိန်ကနေအိမ်800ထူပါယုံ22လမ်းကနေဈေးကိုသွားတဲ့လမ်းထိပ်မှာအတင်းဆောင်ဆိုင်နေတဲ့လူလေးဦးကကားပေါ်ဆွဲတင်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်ဖန်စီခေါ်ဆောင်ခံလာရတဲ့ရွှေဆိုင်ပိုင်ရှယ်အမျိုးသမီးကတာကီတာမြို့နယ်ထူပါယုံ22လမ်းမှာရှိတဲ့ နေအိမ်မှာတူတဲ့နေထိုင်သူဖြစ်ပြီးတော့နေ့စဉ်ရွှေဆိုင်ကိုစိုက်ကားဒါမှမဟုတ်သုံးမိတ်ဆိုင်တွဲနဲ့အသွားပြန်ပြုတ်လုလေရှိသူဖြစ်တယ်လို့သိရပါတယ်။ဒီလိုဆိုင်ဖွင့်မှုအတွက်တွားရောက်တဲ့အချိန်တိုင်းမှာရွှေဆိုင်ဖွင့်လှစ်ဖို့လိုအပ်တဲ့ရွှေတဲ့ပစ္စည်းတွေကိုနေ့စဉ်တည်ဆောင်သွားလေရှိတယ်လို့လည်းနှိဆက်သူကပြောပါတယ်။ဒေသရင်းပြန့်နေနေတဲ့တဲ့အရာလူရက်သူတွေအုံပြတဲ့မော်တော်ယာဉ်ကလိုင်စင်မဲ့ယင်တစည်းဖြစ်ပြီးတော့ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ထူပါရောက်22လမ်းကိုလာရောက်နေတာတပတ်ကျော်လောက်ရှိနေပြီဖြစ်တယ်လို့ဒေသခံတွေကပြောဆိုပါတယ်။ဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက် ရီနေရအနီးတဝိုက်မှာစကောင်းစီတန်တဲ့ရဲတပ်ဖွဲ့တွေရောက်ရှိကစစ်ဆေးနေတယ်လို့လည်းသိရပါတယ်ရှင်။လူ၂၈ဦးနေရာမာတင်ပွဲချင်းပြီးတေဆုံးခဲ့ရတဲ့မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလာကျေးရွာဈေးဆိုင်တန်းလေကြောင်းတိုက်ခိုက်ခံရမှုအပြည့်၃ရက်အကြာမတ်လ၁၈ရက်နေ့မနေ့ကတော့ထပ်မံလေကြောင်းတိုက်ခိုက်ခံရပြီးအမျိုးသမီးတို့အပါဝင်၃ဦးတေဆုံးသွားတယ်လို့သိရပါတယ်။ နေ့ကမတ်လ18ရက်နေ့ည9နာရီအချိန်လောက်မှာလက်ပံလာကြီးရွာနဲ့ပင်လယ်ကြီးကြီးရွာကြားမှာရှိနေတဲ့ဆန်ဆက်ကိုလေကြောင်းတိုက်ခိုက်ခံရတာဖြစ်ပြီးအမျိုးသမီးတအုပ်အမျိုးသားနှစ်အုပ်နေရာမှာတင်ပွဲချင်းပြီးတေဆုံက9ဦးတရားရရှိသွားတယ်လို့ဒေသခံကပြောပါရယ် ပြီးခဲ့တဲ့မတ်လ14ရက်နေ့မွန်းလွယ်3နာရီအချိန်လောက်ကလည်းလက်ပတ်လာကြီးရွာစီဆိုင်တန်ကိုစစ်ကောင်စီက Jet Fighter နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်ခြာဝပါဝင်28ဦးနေရာမှာတင်းသေဆုံးရက30ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် MDY PDF ထံကသိရပါဗျ။ အဲ့ဒီနေ့လေးကြောက်တက်ခိုက်ခံရမှုအတွက်မှာပြင်းထန်တန်းရရှိသူတွေလည်းရှိကောင်ဒီကနေ့ချိန်ထိတော့တည်ဆုံးသူ32ဦးရှိနေပြီဖြစ်တယ်လို့ကျဲရဲသူမိသားစုတွေကိုတွားရောက်တွေ့ဆုံခဲ့တဲ့အမျိုးသမီးမအမေအင်အားစုဦးဆောင်သူမတ်အေးမြင့်အောင်ကသူ့ရဲ့လူမှုကွန်ရက်မှာဖော်ပြထားပါတယ်။ဒီကနေ့မတ်လ4ရက်နေ့ကလည်းလက်ပံလာကြီးရွာကိုစစ်ကောင်စီကလေးကြောင်းတက်ခိုက်ခဲ့ရာပြည်သူ6ဦးတည်ဆုံးပြီးဒဏ်ရာရသူတွေရှိခဲ့တယ်လို့ MDY PDF ကထုတ်ပြန်ထားပါတယ်ရှင်။ မြန်မာတိုင်းနဲ့ဆမာရှိရဲ့ကင်းမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မခွနှစ်ဌာနချုပ်ဝန်အတွင်းစေဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောချော်နီနဲ့အနီးဝန်ကျင်ကိုဒီကနေ့မတ်လ16ရက်နေ့မနက်ပိုင်းမှာအသေးခံကာမီကာစေဒရုန်းကျရောက်ပောက်ကွဲမှုဖြစ်ပွားခဲ့ပေမဲ့လူထိခိုက်မှုမရှိဘူးလို့ဒေတာရင်းစီရေးသတင်းမြစ်တွေကမျိုးစိမာကိုပြောပါရတယ်။ ဒီကနေ့မနက်ပိုင်းမှာအဲ့ဒီဌာနချုပ်ဝင်အတွင်း drone နဲ့၃ချိန်တိုက်ခိုက်ခံရပြီးမနက်3:46မိနစ်မှာတစ်ချိန်၊၄ :00 မိနစ်မှာတစ်ချိန်၊၄ :12 မိနစ်မှာတစ်ချိန်ကြာရောက်ပောက်ကွဲခဲ့တာဖြစ်တယ်လို့သိရပါဗျ။တက်မာတဲ့ကို drone ပုံ၃လုံးကြာရောက်တဲ့စောချော်နေအိမ်ပေရောမဲတော်ဘက်ကပစ်တာလို့သတင်းမြစ်ကပြောပါဗျ။ကင်းမျိုးသားစီယုံ KNU ဖန်အန်ခရိုင်တက်မာ9ဌာနချုပ်ကို drone တိုက်ခိုက်မှုကိုဖန်ခရိုင်ဥက္ကဋ္ဌဘဒိုစောအောင်မော်အေးကလည်းအတည်ပြုထားပြီးလူနဲ့အဆောင်ထိခိုက်ပျက်စီးမှုမရှိကြောင်း ကရင် information center KIC ရဲ့ဒီကနေ့ထုတ်ပြန်တဲ့သတင်းပြရမှာဖော်ပြထားပါတယ်။အခုတိုက်ခိုက်မှုမှာတမခွနဲ့ဌာနချုပ်ကိုတတိယအကြိမ်မြောက် drone နဲ့တိုက်ခိုက်ခံရတာလည်းဖြစ်ပါတယ်။2024ခုနှစ်အောက်တိုဘာ22ရက်နေ့အခု2025ခုနှစ် January 31ရက်နေ့တို့မှာလည်းအလားတူအသေးခံ drone နဲ့တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပါသေးတယ်။မကြာသေးမီ match လ14ရက်နေ့မှာ တမခုနှစ်ထိန်ချုပ်နေမြေပိုင်ကြုံမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့ပုလူတူတပ်စခန်းကုန်းကို KNL နဲ့ပူးပေါင်းတပ်တွေကအပြစ်သက်တိုက်ခိုက်ပြီးတဲ့နောက်အခု drone တိုက်ခိုက်မှုဖြစ်ပွားလာတာပါရှင် ဘကိုးတိုင်းပြည်ခရိုင်အုတ်ရှိပင်မြို့နယ်ညောင်ကျိုးကျေးရွာမှာအာရခတ်တပ်တော် AA နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီဘက်ကအင်အား100ကျော်တည်ဆုံပြီး20လောက်တန်ရာရရှိသွားတယ်လို့ညောင်ကျိုးတိုက်ပွဲမှာပါဝင်ခဲ့တဲ့စစ်မှုထမ်းတပ်သားတအူကအုတ်ပိုမြို့နယ်မြေအောက်ပြောက်ကြားတပ်ဖွဲ့ထံအလင်းဝင်ရောက်ပြတဲ့နောက်ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ဒါအပြင်အာရခတ်တပ်တော် AA ထံမှအရှင်ဖမ်းဆီးခံရသူတွေလည်းရှိတယ်လို့သူကပြောပါတယ်။ အလဲဝင်လာသူကိုနန်းလင်းသူက2024ခုနှစ်စက်တဘာ16ရက်နေ့မှာအုတ်ဖို့မြို့မှာပေါ်တာဆွဲခံရပြည်နောက်နေတွင်ချင်းမဲ့စစ်မှုထမ်းတင်နန်းကိုပို့ဆောင်ခံခဲ့ရသူဖြစ်ပါတယ်။ ။နောင်ကျိုးတိုက်ပွဲမှာစစ်ကောင်စီဘက်ကအင်အား200လောက်ပါဝင်ခဲ့ပေမဲ့အမှန်တကယ်အတက်တင်စစ်သားကအနည်းငယ်သာပါဝင်ပြီးအများစုကပေါ်တာဆွဲခံရသူတွေစစ်မှုထမ်းတင်နန်းသားတွေနဲ့ပြည်သူစစ်တွေဖြစ်တယ်လို့သူကပြောပါရတယ်။တိုက်ပွဲအပြီးစစ်ကောင်စီတပ်ကနောင်ကျိုးကနေပြန်လည်ဆုတ်ခွာချိန်မှာတော့အင်အား80လောက်သာကျန်ရှိပြီးတော့ကျန်တဲ့130အနက်100ကျော်ကတေးဆုံးကတချို့ကတော့အာရခတပ်တော်ထံမှဖမ်းဆီးခံလာရတယ်လို့သူကပြောပါရတယ်။ဆုတ်ခွာလာတဲ့အင်အား80မှာလည်းအများစုကဒဏ်ရာရရှိထားပြီး20လောက်ကတော့ပြင်း င်းထန်တံရရီနဲ့ပြည်မျိုးနဲ့ရွှေတောင်မျိုးချောင်းမှရှိတဲ့ဂရင်တရားစစ်ဆေးရုံမှစေကူတာမှုခံယူနေရတယ်လို့သိရပါဗျ။အခုနှစ်ဇန်နဝါရီလကုန်မှာမိုးတီတောင်ကို AAU ဆောင်တဲ့တော်လိုင်းပူပေါင်းတပ်တွေကတင်ပိုက်ရရှိသွားပြီးတဲ့နောက်ညောင်ကျိုးတိုက်ပွဲကတော့ February 3ရက်နေ့မှာစတင်ခဲ့ကမတ်လ12ရက်နေ့မှာတော်လိုင်းတပ်တွေကအပြစ်သက်တင်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်ရှင်။ ချင်းပြည်နယ်ဖလန်းမြို့မှာချင်းညင်နောင်ပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးမြို့မကြရေးအတွက်စစ်ကောင်စီကလေကြောင်းကနေအပြင်းထန်ခုခံနေတယ်လို့စစ်ရေးသတင်းမြစ်ထံကသိရပါဗျ။ဖလန်းမြို့ခြေဆိုင်စစ်ကောင်စီတပ်စခန်းတွေကို2024ခုနှစ်နိုဝင်ဘာ9ရက်နေ့ကစတင်တိုက်ခိုက်ခဲ့ပြီး လီလာကြော်ကြပြည်တဲ့နောက်ခြေလင်းတရင်ခလာရ268ကလွဲပြီးကျန်တဲ့စခန်းတွေကိုတော်လင်းရေးတပ်တွေကသိမ်းပိုက်ထားပြီးဖြစ်ပါတယ်။မက်စလာဆန်ဒီတိုက်ပွဲအခြေအနေငြိမ်သက်နေစဉ်ဖလန်းမြို့စစ်တပ်ကုန်းအနီးမှာရှိတဲ့ဖျားကြောင်းတဲ့ဆေးရုံကုန်းကိုမက်စလာ7ရက်နေ့ကစတင်ပြီးစစ်ကောင်စီကထိုးစစ်ဆင်ခဲ့ရတိုက်ပွဲတွေပြင်းထန်နေပါတယ်။တိုက်ပွဲပြင်းထန်နေတဲ့ရှေ့ရက်အတွင်းမှာစစ်ကောင်စီဘက်ကဝိုင်းတွဲ MiG-29 နဲ့ဂျက်တိုက်လေယာဉ်တွေအသုံးပြုပြီးအကြိမ်ကြီး900ထပ်မင်းနဲ့ဘုံကျဲတိုက်ခိုက်နေတယ်လို့စစ်ရေးသတင်းမြစ်ကပြောပါတယ်။ ဒီကနေ့မတ်လ16ရက်နေ့မနက်ပိုင်းမှာလေလေးချောင်း၃ချိန်လာရောက်တိုက်ခိုက်ထားတယ်လို့ဆိုပါတယ်ချင်းမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF တာဝန်ရှိသူတို့က စကောင်းစီကဖလက်မြုပ်ကိုလေချောင်းကနေအဆက်မပြတ်ပုံကျဲတိုက်ခိုက်နေတယ်လို့မတ်လ16ရက်နေ့မှာလူမှုကွန်ရက်ကတစင်အတိပေးထားပါတယ်။လက်တလောဖလန်းတိုက်ပွဲမှာခလာရ268အခြေအနေမကောင်းကြောင်းနဲ့ကာကင်းနေကြအောင်ပြီးတော့လက်နက်ချသူတွေလည်းရှိနေတယ်လို့စကောင်းစီသတင်းဖြန့်လူမှုကွန်ရက်စာမျက်နှာတွေမှာလည်းဝန်ခံရေးသားထားပါတယ်။စကောင်းစီတပ်ကတိုက်ပွဲဖြစ်ပွားတဲ့မြို့ပေါ်မှာသာမကဖလန်းမြုပ်နဲ့နှစ်မိုင်ခန့်အကွာမှာရှိတဲ့ဖလန်းကလေးလမ်းပေါ်ကစီးစမွားကြီးရွာကိုမတ်လ14ရက်နေ့ညနေ3နာရီကပုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။ ်မတ်လ16ရက်နေ့မနက်တနားရီလောက်ကလည်းဖလန်းနဲ့ဟာခါလမ်းပေါ်မှာရှိတဲ့တလန်ဆန်ကြီးရွာကိုလေကြောင်းတိုက်ခိုက်ခဲ့ရာဖျားကြောင်းပါဝင်လူနေအိမ်6လုံးထပ်မင်းပျက်စီးခဲ့ရလို့သိရပါတယ်ဖလန်းမြို့ကြပါကမြို့နယ်52မိုင်အကွာကဟာခါပြူဟာဟာစီရီအရာချင်းချောက်ခံရနိုင်ကမိုင်80အကွာမှာရှိတဲ့စကိုင်းတိုင်းကလေးမြို့နယ်မှာလည်းစီရီလှုံ့ဆော်မှုတွေကျေပြန့်လာနိုင်တာကြောင့်စစ်ကောင်စီတပ်ကအပြင်းထန်ခုခံနေတာဖြစ်တယ်လို့စီရီလီလာသူတွေကသုံးသပ်ပြောဆိုကြပါတယ်ရှင်။ နောက်ဆုံးရသတင်းသတင်းတွေကိုကြည့်ရှုခဲ့ကြတာဖြစ်ပါတယ်ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါအမေရိကန်အထောက်ပံ့ခန်းမီဒီယာတွေကိုထရမ့်အသုံးစိတ်ဖျက်တောက်လိုက်တာကြောင့်သတင်းတောက်တွေအနေရရှိနေတယ်လို့ RSF အဖွဲ့ပြောတဲ့သတင်းကိုကြည်ကြားမှာပါရှင်။အမေရိကန်အသံ VOA လိုမျိုးအမေရိကန်နိုင်ငံကငွေကြေးထောက်ပံ့ထားတဲ့သတင်းဌာနတွေကိုသမရဒွန်နဲ့ထရမ့်ကဖျက်သိမ်းလိုက်တာကြောင့် လောလောဆယ်ကဘာအနှံ့အကျဉ်းချခံရတဲ့သူကိုအပါဝင်တရင်သမားတွေကိုအနေရကြောက်စေနိုင်တယ်လို့နေစီမချတရင်ထောင်များအဖွဲ့ RSF ကတင်းနှလာနေမှာသတိပေးလိုက်ပါတယ် ် VOA ရဲ့မိခင်ဖွဲ့စည်းဖြစ်တဲ့ကမ္ဘာမီဒီယာ American Agency USAGM ကိုအတုံးစိတ်ဖြတ်တောက်တဲ့အုပ်ချုပ်မှုအမိန်ကို Trump ကလက်မှတ်ရေးထိုးခဲ့ပြီးနှစ်ရက်အကြာမှာ Trump အစိုးရက VOA ပါဝင် American ကငွေကြေးထောက်ပံ့ထားတဲ့တခြားမီဒီယာတွေကဝန်ထမ်းတွေကိုအစိုးရအပြုံလိုက်အလောက်ကနားခိုင်းတာတွေစလုံလာခဲ့ပါတယ်။ တို့ရဲ့တရင်လုံးကြောင့်နိုင်ငံရဲ့ခြားမှာလောလောဆယ်အကျဉ်းကျခံရသူတရင်တော်ကိုအပါအဝင်တကမာလုံးက USA GM ဝန်ထမ်းတွေဘေးရန်ရဲနဲ့အင်ဆိုင်နီယာပြည်ဆိုတဲ့အကြောင်းနေစီမချာတရင်ထောင်များအဖွဲ့ကသတိပေးခေါင်းလောင်းထိုးလိုက်ပါတယ်လို့တရင်လွတ်လပ်မှုစောင့်ကြည့်ရေးအဖွဲ့ကြီးကပြောကြားလိုက်ပါတယ်ထရမ်မဆိုးရကအလွန်ထိတ်လန့်ပွဲအချက်ပြောင်းမှုကိုပေးပို့လိုက်တာပါ အခုတော့ဘေကျင်းနဲ့မော်စကိုလိုအာဏာရှင်အစိုးရတွေကသူတို့ရဲ့ဝါဒဖြန့်ချိမှုတွေကိုအစစ်အစေးမရှိလွတ်လွတ်လပ်လပ်ဖြန့်ချိနိုင်တော့မယ်လို့ RSF ရဲ့ညွှန်ကြားမှုချုပ်ကကြေညာချက်ထုတ်ပြန်ပြောကြားလိုက်ပါတယ်။အခုဆုံးဖြတ်ချက်ကအဇာဘိုင်ဂျန်၊ဘယ်လာရုစ်၊မြန်မာ၊ရုရှားနဲ့ဗီယက်နမ်နိုင်ငံတို့မှအကျဉ်းချခံနေရတဲ့ USGM တရင်သမားကိုကိုတစ္ဆာဖောက်လိုက်တာဖြစ်ပြီးသူတို့ရဲ့တရင်လုပ်ငန်းကြောင့်နောက်ထပ်ထောင်ပေါင်းများစွာသောတရင်သမားတွေကိုအလုလက်မဲ့ဖြစ်စေကအနေရကြောက်ရွံ့စီမှာဖြစ်တယ်လို့သူကပြောဆိုသွားပါတယ်ရှင်။ ဆက်လက်ပြီးတော့ဘင်္ဂလားဒေ့ရှ်ကောင်ဆောင်ယူနုစ်အခုလအတွင်းတရုတ်ပြည်ကိုသွားမဲ့သတင်းကိုမြစိမဝန်တော်သားကိုဆိုင်ခန့်ကတင်ဆက်ပေးမှာပါရှင်။ဘင်္ဂလားဒေ့ရှ်ကောင်ဆောင်မိုဟာမက်ယူနုစ်ဟာအခုလအတွင်းဘေကျင်းကိုချစ်ကြည်ရဲ့အလဲပတ်တန်တမန်ခီးစဉ်ဖြစ်သွားရောက်မှာဖြစ်ပါတယ်။သူ့ရဲ့အစိုးရနဲ့အိန္ဒိချင်းအိန္ဒိယတို့ဆက်ဆံရေးအဆင်မပြေဖြစ်နေချိန်မှာမိတ်ဆွေတက်ရှာဖို့သွားမှာလည်းဖြစ်ပါတယ်။ အာနာရှင်ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကို ပြီးခဲ့တဲ့နှစ်ဩဂတ်စ်လအတွင်းကဖြုတ်ချပြီးနိုဘယ်ဆုရှင်ကဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အကြီးအကဲအဖြစ်တာဝန်ယူခဲ့တာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံဟာဟာစီနာအစိုးရကိုအကြီးမားဆုံးအကျိုးပြုခဲ့တဲ့နိုင်ငံဖြစ်ပြီး သူပြုတ်ကျသွားတဲ့အတွက်နေဆက်ဖြတ်ကျော်ဆက်ဆံရေးတွေထိမနိုင်သိမရအခြေအနေကိုဆက်ရောက်သွားခဲ့ပါတယ်။ဒါကြောင့်ပဲယူနိုကောင်းဆောင်တဲ့အိမ်ဆောင်အစိုးရအတွက်ပေကျင်းနဲ့ပုံမှုဆက်ဆံရေးကောင်းအောင်လုပ်ဖို့တွန်းအားပေးသလိုဖြစ်ခဲ့ပါတယ်။ ပေကျင်းဟာနယူးဒေလီအတွက်အာရှတိုက်ငယ်မှာအာနာနဲ့ဩဇာဖြန့်ကျက်ရေးအတွက်အဓိကပြိုင်ဘက်နိုင်ငံလည်းဖြစ်ပါတယ်။နောက်ပတ်မှာတွားရောက်မဲ့ခီးစင်နဲ့ပတ်သက်ပြီးယူနိုရဲ့ပြန်ကြားရေးအတွင်းဝန်ရှာဖီကာအလမ်ကလင်းတော့တွေကိုတနင်္လာနေ့ကတွေ့ဆုံချိန်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံကနှစ်နိုင်ငံဆက်ဆံရေးကိုအဆင့်တစ်သို့ရောက်အောင်လှုပ်သွားဖို့ရည်မှန်းထားပါတယ်လို့ပြောကြားသွားခဲ့ပါတယ်။ ခေါင်းဆောင်တွေဟာနှစ်နိုင်ငံလုံးနဲ့တက်ဆိုင်တဲ့အကြောင်းအရာတွေကိုကြည်ကြဲပြန့်ပြန့်ဆွေးနွေးသွားကြမှာဖြစ်ပါတယ်လို့သူကပြောပါတယ်။ယူနော့ဟာတရုတ်နိုင်ငံခေါင်းဆောင်ရှီကျင်းပင်နဲ့မတ်လ26ရက်ကနေ29ရက်အတွင်းတွားရောက်မဲ့ခီးစဉ်မှာတွေ့ဆုံမှာဖြစ်ပါတယ်။အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေးစက်သုံးစီစီနဲ့အဆောင်းစီစီတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ဒါတွေကိုတော့မြစီမဝန်တော်သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးသွားမှာပါရှင်။ ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလက်လက်နှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ1100ကျပ်ပြင်ပပေါက်စေ4420ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1584.15ကျပ်ပြင်ပပေါက်စေ3334ကျပ်ယောပါတီယူရိုကိုစစ်ကောင်စီတတ်မှတ်စေ1283.54ကျပ်ပြင်ပပေါက်စေ4819ကျပ် ိုင်ပါတဘတ်ကိုစစ်ကောင်စီတတ်မှတ်စေ62.43ချက်ပြင်ပပေါင်စေ131.84ချက်အလေးရှာတဝင်းကစ်ကိုစစ်ကောင်စီတတ်မှတ်စေ482.12ချက်ပြင်ပပေါင်စေ969ချက်ပေါင်စေရှိပါတယ်ဟုတ်ပြပါငွေလဲလဲနှုတ်တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုတ်တွေကတော့အခောက်ရွှေတစ်ချပ်သားကိုရွှေကုန်တဲ့အသင်းတတ်မှတ်စေ 55သိန်း1000ကျပ်ပြင်ပပေါင်စီ68သိန်း9000ကျပ်15ပဲတစ်ချက်သားကို ရွှေကုန်တဲ့အသင်းတက်မှတ်စီ53သိန်း65625ကျပ်ပြင်ပပေါင်စီ63သိန်း9000ကျပ်ပေါင်စီရှိပါတယ်။ပေါ်ပြပါရွှေစင်းနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းနှုန်းတွေကတော့ဒီဇယ်တစ်လီတာကို2655ကျပ် ပရီမီယံဒီဇယ်တလီတာကို3285ကျပ်အော်ဒိတ်92တလီတာကို3080ကျပ်အော်ဒိတ်95တလီတာကို3135ကျပ်ပေါင်ဈေးရှိပါတယ်ပေါ်ပြပါ73စီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတပ်မတ်စီ6855ကျပ်ပြင်ပပေါင်စီ1500ကျပ် ောင်းဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။တမင်စီမပန်တိုင်းမြစီမပဲမှာတရင်စီစဉ်ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြီးစုအားပေးခဲ့ကြတဲ့ပရိသတ်များအလုံးကိုကျေးဇူးတင်ပါတယ်။တမင်စီမပရနိုင်အစီအစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိတဲ့ညချမ်းချိန်ခါဖြစ်ကြပါစေရှင်။